မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒင်းလာတိုင်းဒပွဲမြို့နယ်မှာအချက်ဖက်စစ်တပ်ကစစ်ကြောင်းထိုးတဲ့အချိန်ထောက်မပြေးနိုင်တဲ့ပြည်သူတွေကိုပစ်တပ်ပြီးရွာလုံးကျွမိရှုခဲ့တဲ့အကြောင်းကိုအလင်းဝင်လာတဲ့တပ်သားမောင်ဝေဆိုသူကဝန်ခံထားတဲ့အပြင် PDF စစ်နဲ့ဦးလောင်းနဲ့တာခုခံတိုက်ခိုက်မှုကိုအင်အားရချီတက်လာပြီးဆိုပြီးစစ်တပ်စစ်ကြောင်းတစ်ခုလုံးထောက်ပြေးခဲ့ကြတဲ့အကြောင်းတွေကိုပါဝန်ခံထွက်ဆိုထားပါတယ်။ ပြူးလင်မြို့နယ်အုံချောကျေးရွာအနီးကရှစ်ထက်ရေတကောမှာလူ၅ဦးရေထဲမြောပါသွားပြီးမြို့သမီး၂ဦးသေဆုံးထားသလိုနောက်ဦးကလက်တလုံးပျောက်ဆုံးနေပြီးရုရှားနိုင်ငံသားတဦးကိုတော့ကယ်ဆယ်ထားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒရင်တိုင်းတိုင်းဒဝဲမြို့နယ်မှာ အချက်ဖက်စစ်တပ်ကစစ်ကြောင်းထိုးတဲ့အချိန်ထွက်မပြေးနိုင်တဲ့ပြည်သူတွေကိုပစ်တပ်ပြီးရွာလုံးကျွတ်မိရှုခဲ့တဲ့အကြောင်းကိုအလင်းဝင်လာတဲ့တပ်သားမောင်ဝေဆိုသူကဝန်ခံထားတဲ့အပြင် PDF 12ဦးလောက်နဲ့သာခုခံတိုက်ခိုက်မှုကိုအင်အားရာချီတက်လာပြီးဆိုပြီးစစ်တပ်စစ်ကြောင်းတစ်ခုလုံးထွက်ပြေးခဲ့ကြတဲ့အကြောင်းတွေကိုလည်းဝန်ခံထွက်ဆိုထားပါတယ်။ဒါကတော့စက်တင်ဘာလ18ရက်နေ့ကပဲဒင်းတိုင်းတိုင်းတရချောင်းမြို့နယ်မှာအချက်ဖက်စစ်တပ်ရဲ့ခမရ405တပ်ထဲအပုတ်ခံရတဲ့စစ်မှုရန်တပ်သားမောင်ဝေဆိုသူဟာ ဒေါ်လာရင်းတက်တွစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့ဒုတိယစစ်ကြောင်းကပြောထားပါလေ။အဲ့ဒီနောက်ဒေါ်လာရင်းတက်တွေကအလင်းဝင်လာတဲ့တသားတစ်မောင်ဝေစုသူကိုကောင်းကောင်းမွန်မွန်လက်ခံကျူစွခဲ့ပြီးသူဟာမွန်ပြည်နယ်ကြက်ခမီမြို့ကဖြစ်တယ်လို့စစ်မှုထမ်းအဖြစ်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးတာခံရပြီးတော့စစ်မှုထမ်းအပတ်စဉ်17တင်ဒန်းစင်ဖြစ်တယ်လို့လည်းဆိုပါလေ။အဲ့ဒီနောက်စစ်မှုထမ်းတသားမောင်ဝေရဲ့ပြောဆိုချက်အရအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာတဝယ်မြို့နယ်မှာစစ်ကြောင်းထိုးတဲ့အချိန်ရသပြည်သူတွေနေတဲ့ကြေးရွာတွေတဲဝင်ပြီး ထမပြေးနိုင်တဲ့ပြည်သူတွေကိုစိုးအကြောင်းမဲ့ပြစ်တပ်ပြီးတော့ရွာလုံးကျုံမိရှုတာတွေကိုလုံနေကြတာကိုလည်းသူကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့အကြောင်းနေအိမ်တွေကပြည်သူတွေရဲ့အပိုတန်ပစ္စည်းရွှေငွေတွေကိုလည်းစစ်သားတွေကလူရဲယူဆောင်တာတွေနေအိမ်တွေမှာလေးဖြတ်နေလို့မပြေးနိုင်တဲ့ပြည်သူတွေနဲ့တက်ကြီးရွယ်အိုတွေကိုလည်းဒီအတိုင်းထားခဲ့လို့ရရသားနဲ့ရရဆက်ဆက်ပြစ်တပ်ခဲ့တာတွေကိုစစ်သားတွေကပျော့ပျော့ကြီးကျူးလွန်နေကြတာကိုလည်းသူကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး တသားအစ်စ်တွေကသူတို့လောက်တာတွေကိုတားလို့လည်းမရသလိုဝင်ပါလို့လည်းမရဘူးလို့အလင်းဝင်လာတဲ့စစ်မှုထမ်းတသားမဝေကထွက်ဆိုထားပါလေ။အဲ့ဒီလိုအပြစ်မဲ့ပြည်သူတွေကိုတပ်ဖြတ်မိရှုံနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကတကယ်တကယ် PDF 12ဦးလောက်ရှိတဲ့တပ်ဖွဲ့နဲ့ထိတ်တိုက်လဲတွေ့ရော PDF ဘက်ကအင်အား12ဦးလောက်ရှိတာကို PDF ရာချီတက်လာပြီဆိုပြီးအင်အား80လောက်ရှိတဲ့စစ်တပ်စစ်ကြောင်းတစ်ကြောင်းလုံးဟာအကုန်လုံးထွက်ပြေးခဲ့ကြရုံနဲ့မကား လေရင်ပစ်ကူပါခေါ်ပြီးဘုံကျဲခိုင်းခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့တယ်လို့အလဲဝင်လာတဲ့တပ်သားတစ်မောင်ဝေကပြောပြထားပါလေ။ဒါပြင်လက်ရှိစစ်တပ်အတွင်းနှီးပေါင်းဆုံးနဲ့စစ်သားတစ်စုဆောင်ခံရတဲ့သူအများစုဟာစစ်မတိုက်ချင်ကြပဲအခွင့်ရရတာနဲ့ထွက်ပြေးခြင်းနဲ့ဒုရီတာအမြောက်အများရှိနေတယ်လို့အလဲဝင်လာသူတပ်သားတစ်မောင်ဝေကထုတ်ဖော်ပြောဆိုထားပါလေခင်ဗျ။တဖက်မှာလေမကွေးတိုင်းကစလင်းမြို့နယ်မှာတော်လန်ရေးထောက်ဖို့ထက်မြက်ထွန်းဆိုသူပေါ်တာဆွဲခံရကနေ စစ်မှုရန်တပ်သားတစ်ဖြစ်လာတဲ့အချိန်လက်နက်တလက်နဲ့အတူတော်လိုင်းတပ်တွေစီကိုထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့မင်းမှုခိုင် PDF အမှတ်၅တရင်ရဲ့တာဝန်ရှိသူတို့ကရှင်ကုန်ခစ်တစ်ကိုပြောပါတယ်စက်တင်ဘာလ20ရက်နေ့ကပဲစလင်းမြို့နယ်ကနွယ်တမဲတဒားမှာအခြေပြုတဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခလရ25လီတရင်မှာအပုတ်ခံထားရတဲ့စစ်မှုရန်တပ်သားတစ်ထက်မြင့်ထွန်းဆိုသူဟာတနက်တလက်နဲ့အတူတော်လိုင်းတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်ဆိုပါတယ် ဲ့ဒီလိုလင်းဝင်ရောက်လာတဲ့စစ်မှုန်းတပ်သားတစ်ထက်မြတ်ထုံဆိုသူဟာဒေါ်လန်ကြီးထောက်ပို့လုပ်နေရင်းနဲ့အချမ်းဖတ်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးတာကိုခံရပြီးတဲ့နောက်စစ်တင်နဲ့မှတက်ရောက်ခဲ့ပြီးမှရှေ့တန်းတရင်ကိုအပုတ်ခံရတဲ့အချိန်အခွင့်ရေးရတာနဲ့အခုလိုဒေါ်လန်ကြီးတပ်တွေစီကိုလက်နက်ပါယူလာပြီးအလင်းဝင်ရောက်လာတာဖြစ်တယ်လို့ပြောထားပါတယ်။လက်ရှိမှာတော့အဲ့ဒီလိုလင်းဝင်လာတဲ့စစ်မှုန်းတပ်သားတစ်ထက်မြတ်ထုံဆိုသူကိုဒေါ်လန်ကြီးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုထားပြီးလက်နက်ပါပါလာတဲ့အတွက်စုငွေလက်ချင်းမြင့်ပေးထားပါတယ်လို့ မင်းမှုခိုင်ပီဒီအမှတ်ငါတိတ်ချင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အကြက်ဖက်စစ်တပ်ရဲ့အတုရောင်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်လှုပ်ရှားနေတဲ့ရန်ကုန်မြို့ကဗဟန်းမြို့မှာရဲစခန်းကိုမြို့ပြတော်လန်ရေးရဲဘော်တွေကလက်ပစ်ဘုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့တာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့စက်တင်ဘာလ29ရက်နေ့ဖြစ်တဲ့မနေ့ကည10:00နာရီလောက်မှာပဲရန်ကုန်မြို့ဗဟန်းမြို့နယ်ကအကြက်ဖက်စစ်တပ်ရဲ့ ဗဟန်းမြို့မှာရဲစခန်းကိုမြုပ်ပြတော်လန်ရေးရဲဘော်တွေကလက်ပစ်ပုံးနှလုံးနဲ့ပစ်သွင်းတက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွက်ရဲစခန်းဝင်းနဲ့ကလုံခြုံရေးရဲကင်းတဝိုက်မှာဘုံသီးတွေကြောက်ရောက်ပောက်ကွဲခဲ့ပြီးထိခိုက်မှုတွေရှိထားတဲ့အကြောင်းကိုပါကနဦးတိထားရတယ်လို့ Operation Flame အဖွဲ့ရဲ့တာဝန်ခံကပြောထားပါလေအဲ့ဒီဗဟန်းမြို့မှာရဲစခန်းဟာအကြပ်ဖက်စစ်တပ်ကလုံမဲ့အတူရောက်ရွေးကောက်ပွဲအတွက်ပူးပေါင်းပါဝင်လှုပ်ရှားနေပြီးပြည်သူတွေကိုပါနှီးပေါင်းစုံနဲ့အနိုင်ကျင့်ဖိနှိပ်နေတဲ့စခန်းဖြစ်တဲ့အတွက် အခွင့်အရေးရတာ ਨੇ အဲ့ဒီလိုစစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုထပ်မံတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေမှာဖြစ်တယ်လို့ Operation Flame အဖွဲ့ရဲ့တာဝန်ခံကပြောထားပါတယ်။လက်ရှိရန်ကုန်မြို့မှာစစ်တပ်ကသူတို့လုံမဲ့အတူရောင်ရွေးကောက်ပွဲအတွက်လုံခြုံရေးတွေကိုအရင်ထပ်ပို့ပြီးတင်းကျပ်ထားတဲ့ကြားကဒေါ်လာအရေးပေါ်တွေကလည်းအခွင့်အရေးရတာ ਨੇ အခုလိုတိုက်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါလိမ့်ခင်ဗျ။တဖက်မှာတော့အာခတတော် AA ထင်းချုံရဒေတာတွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်ကတိကြိုက်သိဆုံးမှုတွေအဆမတန်များနေတဲ့အတွက်ဂျမ်ဖတ်စစ်တပ်ဘက်ကလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေနေ့စဉ်ရက်ဆက်ပြုလုပ်နေမှုကြောင့်ပြည်သူတွေသတိပြုနေထိုင်ကြဖို့အာရခတတော်အေအေကနေဒီကနေ့စက်တင်ဘာလ30ရက်နေ့မှာအရေးပေါ်တတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။လက်ရှိရခိုင်ပြည်အတွင်းနဲ့ရခိုင်ပြည်အဆက်၃နေရာမှာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းအဂျမ်ဖတ်စစ်အုပ်စုကတိကြိုက်သိဆုံးမှုတွေအဆမတန်ကိုများနေတဲ့အတွက်သူတို့စစ်တပ်ရဲ့ထုံးစံအတိုင်း လေချောင်းရေချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကိုအများပြလှုပ်ဆောင်နေတယ်ဆိုပါတယ်။ဒါနဲ့ပတ်သက်ပြီးအခါတတော်အေးအေးထိန်းချုပ်ထားတဲ့ပလောဝမြို့နေလူနေရက်ွက်တွေကိုလည်းစစ်တပ်ကပေါင်900ဘုံတွေကျဲချခဲ့မှုကြောင့်ပြည်သူနှုတ်ဦးတည်ဆုံးပြီး16ဦးထပ်မံတဲ့ဒဏ်ရာရရှိခဲ့တဲ့အကြောင်းကိုရခိုင်ပြည်အခြေစိုက်သတင်းတွေကလည်းဖော်ပြထားပါတယ်။တစ်ဖက်မှာလည်းအကြပ်ဖက်စစ်တပ်ရဲ့အတင်းအဓမ္မစုဆောင်းခြင်းခံရတဲ့တပ်ဖွဲ့ဝင်တွေဟာလက်တွေ့မှာတိုက်ခိုက်လူစိတ်မရှိဘဲရှေ့တန်းနောက်တန်းတွေကနေ အခွင့်အရေးရရင်ရတယ်လို့ထွက်ပြေးလာတာတွေအရခတ်တော်အီအီဘက်ကအလင်းဝင်တာတွေအလံပြူထောင်ဝင်ရောက်တာတွေဟာနေ့စဉ်လို့လို့ဖြစ်ပျက်နေတယ်လို့အရခတ်တော်အီအီကဆိုထားပါတယ်လက်ရှိမြေပြင်တိုက်ပွဲတွေမှာလည်းစစ်တပ်ကထိခိုက်သေးဆုံးမှုတွေအဆမတန်များလွန်းနေတဲ့အတွက်အခုရပိုင်းတွေအတွင်မှာပဲအီအီထိန်းချုပ်ထားတဲ့ဒေသတွေတဲကတိုက်ပွဲဖြစ်ပွားမှုမရှိတဲ့မြို့တွေရွာတွေကစာတင်ကြောင်းဈေးဆေးရုံဆေးကန်းနဲ့ဖုန်ကြီးကြောင်းအဆရှိတဲ့နေရာတွေကို စစ်တပ်ကနေညအချိန်မြေလေးချောင်းရေချောင်းလက်နက်ကြီးတက်ခိုက်မှုတွေကိုပုံမလုံလာနေတဲ့အတွက်ပြည်သူတွေအနေနဲ့တတိနဲ့နေထိုင်ကြဖို့အာခတတော်အေးအေးကတရားဝင်ထုတ်ပြန်ပြီးတိုက်တွန်းထားပါတယ်ခင်ဗျတဖက်မှာတော့အချက်ဖက်စစ်တပ်ကရခိုင်ပြည်နယ်မှာရိုဟင်ဂျာတွေရဲ့ခြေရွာတွေဗလီတွေမြေယာအိုးအိမ်ပိုင်ဆိုင်မှုတွေကိုစနစ်ကျဖျက်ဆီးပြီးနေကြဆောင်တပ်စခန်းတွေဆောက်လုပ်ခဲ့တယ်လို့အဲ့ဒီမှာအကျိုးမြတ်ရယူခဲ့တဲ့အဖွဲ့တွေတဲ့ Asia War Company နဲ့အမျိုးသားကြီးပွားတိုးတက်ရေး Company အပါအဝင် စီးပွားရေးလုပ်ငန်းတွေပါဝင်နေတယ်လို့လွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရတပဲ IWM မြင့်အစီရင်ခံစာမှာတရားဝင်ထုတ်ဖော်ထားပါတယ်။အဲ့ဒီအစီရင်ခံစာကတော့စတင်ပါလ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရတပဲ IWM ကထုတ်ပြန်လာတာဖြစ်ပြီးအဲ့ဒီမှာအချမ်းဖက်စစ်တပ်နဲ့အတူ အကျိုးမြတ်ရခဲ့တဲ့လူပုတ်ကိုအဖွဲ့စည်းတွေကိုပါထုတ်ဖော်ထားပါတယ်။တပည့် IWM ရဲ့အစင်ကစားမပြောထားတာကမြန်မာနိုင်ငံမှာပြီးခဲ့တဲ့2018ခုနှစ်အတွင်းမှာရခိုင်ပြည်နယ်ကရိုဟင်ဂျာတွေရဲ့နေအိမ်တွေ၊လယ်ယာတွေ၊ဗလီတွေနဲ့အခြားပိုင်ဆိုင်မှုတွေကိုအကြမ်းဖက်စစ်တပ်ကဖျက်ဆီးခဲ့တာတွေနဲ့တင်းယူခဲ့တာတွေကိုဖော်ပြထားပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ကရိုဟင်ဂျာတွေကာလကြာရှည်တည်ရှိခဲ့တဲ့အထောက်အထားအလုံးကိုဖျက်ဆီးဖို့ အဲ့ဒီရိုဟင်ဂျာတွေရဲ့နေရာတွေမှာနေကြဆောင်တက်အခြေစိုက်စခန်းတွေကိုပါဆောက်လုပ်ခဲ့တယ်လို့အဲ့ဒီဖြစ်စဉ်တွေကနေအကျိုးအမြတ်တွေရခဲ့သူတွေကလည်းစစ်တပ်နဲ့အတူအေရှာဝေါ်ကမ်ပဏီနဲ့အမျိုးသားကြီးပွားတိုးတက်ရေးကမ်ပဏီအပါအဝင် စီးပွားရေးလုပ်ငန်းတွေပါပါဝင်နေတာတွေကိုတပည့် IM တပည့် M ရဲ့အစီအကံစာမှာတရားဝင်ထုတ်ဖော်ထားပါတယ်အခုလိုမြန်မာနိုင်ငံမှာပြီးခဲ့တဲ့2018ခုနှစ်ကရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်စစ်တပ်ရဲ့ရိုဟင်ဂျာတွေအပေါ်မြန်မာနဲ့အိုအင်တွေဖျက်ဆီးခဲ့မှု သိမ်းယူခဲ့မှုတွေနဲ့ပါဝင်ပတ်သက်သူတွေပါပါတဲ့အစီရင်ခံစာကိုအခုစက်တင်ဘာလ30ရက်နေ့ညူယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာရိုဟင်ဂျာအရေးပါမဲ့ဆွေးနွေးပွဲညှိလာခဲ့မတိုင်မီထုတ်ပြန်လာတာပဲဖြစ်ပါတယ်။ဒါကလည်းအဓိကအဲ့ဒီကုလသမဂ္ဂဌာနချုပ်ညှိလာခဲ့မှာမြန်မာနိုင်ငံရဲ့အချက်ဖက်စစ်တပ်ကရိုဟင်ဂျာတွေအပေါ်ကျူးလွန်မှုတွေကိုနိုင်ငံတကာကအာရုံစိုက်မှုရဖို့ရည်ရွယ်တာဖြစ်တယ်လို့လဲ WIN WM ရန်ရအကြီးအကဲနီကိုလတ်စ်ခွန်ဂျန်ကပြောထားပါသေးတယ်။ တရှိတပဲအိုင်တပဲအမ်ရဲ့အစင်ကန်စာမှာအချမ်းဖတ်စစ်တပ်ရဲ့ရိုဟင်ဂျာတွေအပေါ်ကျူးလွန်မှုတွေကိုကိုယ်တိုင်တွေ့ကြုံခဲ့ရသူတွေရဲ့တပ်သေးထွက်ဆိုချက်တွေဂျိုဒူပုံရိပ်တွေဗီဒီယိုမှတ်တမ်းတွေတည်ရဝင်မှတ်တမ်းတွေနဲ့တပ်သေးကန်စာရွက်စာတမ်းတွေပါအစင်ကန်စာတဲမှာပါရှိတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့အချမ်းဖတ်စစ်တပ်ကရေဦးဒဇယ်နဲ့စင်ကူးမြို့နယ်တွေမှာရတပ်ပြည်သူတွေနေထိုင်ရာနေရာတွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုကြောင့် ယတပီသူ၄ဦးထပ်မနေတေဆုံထားပြန်တယ်လို့ဒေတာတွင်တည်ရင်မြစ်တွေကရေကုန်ခစ်တဲ့ကိုပြောပါတယ်။ဒါကတော့စတေမလာ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲစကိုင်းတိုင်းကဖန်ကားစင်ချင်းရွာဖုံးကြီးကျောင်းနဲ့ဒဇယ်မြို့နယ်ကယတပီသူတွေနေထိုင်ရာခြေရွာတွေဘက်ကိုအချမ်းဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲ17လေးဒီ3စီးနဲ့လာပြီးဘုံတွေကျက်ချသွားတယ်ဆိုပါတယ်။အဲ့ဒီလိုစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ယတပီသူအမျိုးသမီးတအုပ်တေဆုံထားတဲ့အကြောင်းကိုကနအုပ်တီထားရပြီး နေအိမ်ပျက်စီးမှုတွေလည်းရှိထားတယ်လို့ရေဦးအနောက်ချမ်းသတင်းတာဝန်ခံထုခန့်စောဆိုသူကပြောထားပါလေ။အလားတူမန္တလေးတိုင်းကစင်ကူးမြို့နယ်မှာလည်းစက်တင်ဘာလ28ရက်နေ့ညနေပိုင်းကပဲရသပြည်သူတွေနေထိုင်ရာကန်တောင်ကျေးရွာနဲ့မာလဲကျေးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်လီရင်နဲ့လာပြီးဘုံကျဲသွားမှုကြောင့်အဲ့ဒီမှာလည်းရသပြည်သူအမျိုးသမီး၄ဦးတေဆုံးထားတဲ့အပြင်နောက်ထပ်ပြည်သူ10ဦးဝင်းကျင်ကဒဏ်ရာရရထားတယ်လို့စင်ကူးမြို့နယ်အခြေစိုက်သတင်းရင်းမြစ်ကပြောထားပါတယ်။ လက်ရှိစကိုင်းတိုင်းနဲ့မန္တလေးတိုင်းဘက်တွေကတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုအကြဖတ်စစ်တပ်ကပြန်လည်ထိန်းချုပ်ချင်နေတဲ့အတွက်မြေပြင်ကနေစစ်ကြောင်းထိုးတာတွေလုပ်နေပြီမဲ့သူတို့စစ်တပ်စစ်ကြောင်းတွေဟာတော်လိုင်းတပ်တွေကိုမကျော်နိုင်မဲတိုက်ခိုက်ချေမှုမှုသာခံနေရတဲ့အတွက်ဘာမှမဆိုင်တဲ့အယသပြည်သူတွေနေထိုင်ရာနေရာတွေကိုစစ်တပ်ကတမင်တကာပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာဖြစ်တယ်လို့လည်းဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျအခုတစ်ခါဆက်ချင်တာကတော့ ြူးလင်းမြို့နယ်အုံချောကျေးရွာအနီးက၈ထက်ရေတကုံမှာလူ၅ဦးရေထဲမျောပါသွားပြီးမြို့သမီးနှုတ်ဦးတေဆုံးထားသလို၂ဦးကလက်တလောပျောက်ဆုံးနေပြီးရုရှားနိုင်ငံသား၂ဦးကိုတော့ကယ်ဆယ်ထားတယ်လို့ရှာဖွေကယ်ဆယ်ရေးလုဆောင်နေသူတဦးကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့စက်တင်ဘာလ၂၉ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲပြူးလင်းမြို့နယ်အုံချောကျေးရွာအနီးက၈ထက်ရေတကုံတောင်ကို ရုရှားနိုင်ငံသားတွေအပါအဝင်အမျိုးသားအမျိုးသမီး14ဦးတွားရောက်ရေကစားခဲ့ကြတယ်ဆိုပါလေ။အဲ့ဒီအချိန်ရေကစားနေရတဲ့လူ9ဦးဟာတုံးတက်ရေတကုန်ကိုပြုတ်ချသွားပြီးမြန်မာနိုင်ငံသားအမျိုးသမီး2ဦးနဲ့နိုင်ငံခြားသူ2ဦးသေဆုံးသွားတယ်လို့အဲ့ဒီရုပ်လောင်းနှလောင်းကိုပြန်တွေ့ထားပြီးနောက်ထပ်ရုရှားနိုင်ငံသား2ဦးကတော့မတည်သေးပဲကယ်ဆယ်နိုင်ခဲ့ပြီမဲ့နောက်ထပ်အမျိုးသမီး2ဦးကတော့ပျောက်ဆုံးနေဆဲဖြစ်တယ်လို့လက်တော်ရှာပွေကယ်ဆယ်ရေးလုပ်နေသူ2ဦးကဒီကနေ့မနက်ပါပဲရန်ကုန်ခေတ္တကိုပြောထားပါတယ်။ ဲ့ဒီဖြစ်စဉ်မှာရုရှားနိုင်ငံသားတွေလည်းပါနေတဲ့အတွက်အကြမ်းဖက်စစ်တပ်ကမန္တလေးတိုင်းမြန်မာနိုင်ငံလူမှုကေဇယီအဖွဲ့ကနေရှာဖွေကေဇယီရင်နဲ့ရှာဖွေကေဇယီအဖွဲ့ဝင်တွေအပါအဝင်မြို့နယ်နဲ့နေမြေကန်အဖွဲ့တွေကပါရှာဖွေပေးရင်းနဲ့ရုရှားနိုင်ငံသားတအုပ်ကိုအသက်မသေးခင်ခြေတော့ကျိုးနေတဲ့ပုံစံနဲ့ကဲတင်နိုင်ခဲ့ပြီးကျန်တဲ့နှစ်ဦးကတော့သေသွားတဲ့ရုပ်အလောင်းတွေပဲပြန်ရတယ်လို့ရှာဖွေကေဇယီလုံနေသူတအုပ်ကရှင်းပြထားပါတယ်လောလောဆယ်တော့အသက်မသေးပဲခြေတော့ကျိုးတဲ့အတိုင်းပြန်တွေ့ထားတဲ့ရုရှားနိုင်ငံသားနဲ့ တေဆုံးသူနှစ်ဦးရဲ့ရုပ်အလောင်းတွေကိုဘီယူလင်စေယုံကြီးမှာပို့ထားတယ်လို့လည်းသိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ